ိုပြီးခဲ့တဲ့လဒီအမေရိကန်နဲ့ထောင်ဝမ်းဆက်ဆံရေးဖြစ်ပေါ်မှုပေါ်မှာနာပြန်မတုံ့တက်ကြည့်လို့ရှင်တရုတ်နိုင်ငံရဲ့ဝါချာနာပေါ်လစ်စီကိုမြောက်သွားထျောက်စီခဲ့ဆိုတော့တွေ့ပါတယ်ဝါချာနာပေါ်လစ်စီကတရုတ်နိုင်ငံရောအမေရိကန်နိုင်ငံရောလက်ခံထားတဲ့ဝါရဖြစ်ပါတယ်နောက်ဆက်တွဲအမေရိကတာဝန်ရှိပုဂ္ဂိုလ်တွေ ဒီထိုင်ဝမ်ကိုဇက်တိုက်သွားခြင်းကလည်းမီးလောင်ရလေပင့်ဖြစ်စေခဲ့တာကိုကျွန်တော်တို့တွေ့ပါတယ်။အဲကျွန်တော်တို့ဒါလည်းအထူးကူးစက်မဲ့ကိစ္စဖြစ်ပါတယ်။အဲတော့မကျေနပ်ချက်ရှိတဲ့အတိုင်းပြည်ဆိုရင်ပူပါတဲ့အတိုင်းပြည်ကတော့သူတို့ရဲ့မကျေနပ်ချက်ဆိုရင်ပူပါမှုတွေကိုလည်းပြတာမှာဖြစ်ပါတယ်။အဲ့ပြတာမှုကတော့ဒီဂျင်အေးချမ်းမှုတော့ထောက်ကူပြုလို့မယ်လို့တော့ကျွန်တော်မထင်ဘူး။ဒါကျွန်တော်သတိပြုရမှာဖြစ်ပါတယ်။အဲ့တော့ ဲလိုပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်နိုင်ငံကထိုင်ဝမ်နိုင်ငံကိုစစ်လက်ပစ္စည်းတွေထောက်ပံ့တာတွေရောင်းချတာတွေကျွန်တော်တို့တွေ့ပါတယ်အမေရိကန်ရဲ့အဓိကစီးပွားလုပ်ငန်းထဲမှာစစ်လက်ပစ္စည်းထုတ်လို့ရောင်းချတဲ့စီးပွားလုပ်ငန်းတခုလည်းပါပါတယ်အပြီးခဲ့တဲ့အဲ့ဒါယူကရိန်းဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအလားတူတာပဲကျွန်တော်တို့တွေ့ရတယ်ပြဿနာတွေကိုလည်းနည်းနည်းရအောင်ဖန်တီးလိုက်တယ် ပြီးတော့မှလက်နဲ့ခရင်ပီကြော့တွေထောက်ပံ့တယ်အရန်ထားရှိတဲ့လက်နဲ့ခရင်ပီကြော့တွေထောက်ပံ့ခြင်းအားဖြင့်စစ်ပွဲရဲ့ပုံတံကိုပြောင်းလဲအောင်ဖန်တီးလာတယ်ဒါသူတို့ရဲ့သူနိုင်ငံရဲ့အဓိကစီးပွားလုပ်ငန်းတွေမှာလက်နဲ့ခရင်ပီကြော့ထုတ်လုပ်တဲ့လုပ်ငန်းအားလည်းပါတယ်အဲ့တော့အရန်ထုတ်လိုက်ပြီဆိုကြရေပစ္စည်းတွေထပ်ပြီးအစ်ပြန်ထုတ်သွားတော့ဒါစစ်ပွဲကိုနားလဲတဲ့လူတိုင်းအကျသဘောပေါက်ပါတယ်။အဲဒုတိယချက်ကတော့ ပြိပခာဒီဆက်ပြီးဆိုးလာနိုင်မလားဆိုတာတော့လူတွေကတော့တတ်နိုင်တယ်နိုင်ငံတွေကတော့ရှောင်ကြလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်တကယ်လို့သာဒါကိုဗစ်ကြောင့်ကျဆင်းတဲ့စီးပွားလုပ်ငန်းတွေကိုလာတစ်ဖက်ကနေပြီးတော့ပို့ပြီးအောင်မြောင်လုပ်မစဲပို့ကောင်းပါတယ်လက်လက်ခဲများထုတ်လုပ်တဲ့စီးပွားလုပ်ငန်းကိုမြင့်တင်ဆောင်အောင်မယ်စားကိုဗစ်ကိုအထောက်ပြုပြုတဲ့စီးပွားလုပ်ငန်းတွေကို အထောက်အပံ့ပြုပါစေပြည်သူတွေကတော့ကမ္ဘာနိုင်ငံတွေတို့ ကျေးဇူးတင်ပဲလို့ကျွန်တော်မျှော်လင့်ပါတယ်။ Насколько внутри политическая ситуация в Мьянме стабильна, удалось ли урегулировать те конфликты с организированными группами, которые были? Чадору течу бренде чини ро си би су юро ဟိုအကြမ်းမြန်ဖြစ်ပြောလို့ပါတယ်။ပြီးတဲ့2021ခုနှစ်ကတော့ဒီအကြမ်းဖက်ဆူမှုတွေဟိုပြင်းထန်ခဲ့တာတော့ရှိပါတယ်။အကြမ်းဖက်ဆူမှုတွေပြင်းထန်ခဲ့သလိုဟလာဖြက်စီးမှုတွေရောတော့တပ်ဖြတ်မှုတွေလည်းတော်တော်များများရှိခဲ့တာကျွန်တော်ရှိတယ်။သို့တော်လည်းပဲပြီးခဲ့တဲ့ ဧပြီလအစပြီးတော့မှနောက်ပိုင်းမှာတော့အဖြစ်ပေါင်းမှုတွေအတွက်ကြာဆင်းလာတာကိုကျွန်တော်တွေ့ပါတယ်အထင်းသင့်နေတဲ့ချိန်ကြီးကျွန်တော်ရောက်ပြီလို့ပြောပါအောင်ထို့တော်လည်းအားလုံးဟိုကင်းစင်သွားပြီလားဒီလိုတော့မဟုတ်သေးပါဘူးအဲ့ဒါတချို့ပြင်နေတဲ့အတိုင်းတချို့တွေမှာတော့ကြံနေပါသေးတယ်ဒါလေးကျွန်တော်ဒီရဲပူပြီးတည်ငြိမ်အေးကြအောင်ဆောင်ရနေရဆိုတာလေးပြောချင်ပါတယ် Ранее вы говорили о том, что западные страны поставляют этим группировкам оружие. Вот были ли пресечены парк каналы поставок? ဟိုအများကြီးရှိတယ်ဗျာအဲ့ဒါတွေကတော့ပြီးခဲ့တဲ့နှစ်ကစပြီးတော့ဒီစူပူချမ်းဖတ်မှုဖြစ်စဉ်တွေမှာဒီတိုင်းလက်တက်ကအဖွဲ့စည်းတွေကနေပြီးတော့ထောက်ပံ့တဲ့လက်နက်ခိုင်းပြီးကြောက်တယ်ဒီများစွာပါဝင်ပတ်သက်နေတာကျွန်တော်တို့တွေ့ပါတယ်အဲ့တော့အဓိကတော့မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ KIA လက်နက်ကန်တောင်းချသူဖွဲ့ရနေပြီးတော့ထောက်ပံ့ခဲ့တာကျွန်တော်အများကြီးကျွန်တော်တွေ့ပါတယ်ဒုတိယတော့မြန်မာနိုင်ငံရဲ့အရှိတောင်ပိုင်း ဒါ KNU လက်နက်ကန်တောင်းချမ်းသူတွေရဲ့နေမြေမှာအဲ့ဒါနေမြေကနေပြီးတော့ရယူခဲ့တာတွေကျွန်တော်တို့တွေ့ပါတယ်။ဒီဟာတွေကတော့တော်တော်များများတော့ပြည်ရင်းပြည်ပကနေပြီးတဲ့နီလန်းဘောင်းဆိုတဲ့ထောက်ပံ့ကြတဲ့ငွေကြီးတွေကနေပြီးတော့မှတရားမှုလက်နက်ရောင်းချတဲ့အဖွဲ့အစည်းတွေကနေဝယ်ယူပြီးတော့မှ ထောက်ပံ့နေဆိုတော့ကျွန်တော်တွေ့ပါတယ်။အဲ့တော့ကျွန်တော်ပြီးခဲ့တဲ့ဒီအော်ကက်စထရာဂုံတီပေါ့လေ။အဲ့ဒါပစ္စတိုနောက်တော့က မောင်မြာရိုင်ဖယ်စသဖြင့်ဒါဒီအကုန်လုံးပေါင်းလိုက်ရင်ဒါ3000နီးပါးလောက်ကျွန်တော်ဖန်စီရမိခဲ့တာရှိတယ်။ကြီးစံဆိုလို့ရှိရင်လည်း3သိန်းကျော်လောက်ဖန်စီရမိခဲ့တာရှိတယ်။ဒါတွေကတော့ဒေကရန်ဆိုအင်မနာကြောက်မွေဖွေရာကောင်းတဲ့လက်နဲ့ခဲမိကြောက်တွေဖြစ်ပါတယ်။ကျွန်တော်တို့လည်းသူတို့ဒီပို့ဆောင်နေတဲ့လမ်းကြောင်းတွေလည်းတတ်နေတယ်လို့ရှာပေဖော်ထုတ်ပြီးတော့ဖန်စီနေတာကလည်းတုံနေပါတယ်။ ဟိုကျွန်တော်ထင်ပါတယ်တစ်ချိန်မှာတော့ဒါတွေအကုန်လုံးပြတ်တော်သွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီခေါက်ကဘယ်နေနေလဲဆိုတော့အချိန်တော့ခမ်းမလို့တော့နည်းနည်းတော့ခက်တယ်အဲကျွန်တော်အခုဆိုလို့ရှိရင်ဒီလက်နက်ကန်တောင်းချမ်းသူအဖွဲ့အစည်းတွေပေါ့ကျွန်တော်တို့အစိုးရအနေနဲ့တမထားတဲ့လက်နက်ကန်တောင်းချမ်းသူအဖွဲ့အစည်းရှိပါတယ် EAU လို့ကျွန်တော်ခေါ်ကြတော့ဒီအဖွဲ့အနေနဲ့ကျွန်တော်တို့ကငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖိတ်ခေါ်ပြီးတော့လုပ်နေပါတယ်အဲသူတို့နဲ့ကျွန်တော်ဟိုတွေ့ဆုံဆွေးနွေးတာဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမှုတွေရနေပါတယ် အဲ့ဒါနေပြီးတော့သူတို့သူတို့ဘာကိုဖြစ်ချင်တာလဲတိုင်းပြည်ကဘာဖြစ်တင်တယ်လဲအဲ့တော့ဒီနှခုညှိပြီးတော့ဖြစ်နေတာဘာရှိမလဲဆိုတော့ကျွန်တော်တို့အဖြေရှာမှာဖြစ်ပါတယ်အဲ့ဒီဖြေရှာပြီးတဲ့အချိန်မှာတော့ဒီဘုနာပေါ်တဲ့တိုင်းသားတဲ့တက်ကအဖွဲစည်းကြနေနေပြည်တော်ကနေလမ်းကြောင်းတွေကနေထောက်ပံ့နေတဲ့ဟာတွေတော့ရပ်တန့်သွားလိမ့်မယ်လို့ကျွန်တော်ယူကြည်ပါတယ်ကျွန်တော်တို့မှာဒီစုဘူးအချမ်းဖဲအမှုမှာအမျိုးအစားတစ်ခုဖွဲ့ထုတ်လို့ရပါတယ်တခုကတော့ တိုင်းရင်းသားရေအခွင့်အရေးကိုတောင်းဆိုတဲ့အရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဓာတ်တွေကျွန်တော်ရှိပါသူတို့ကတော့တော့ဆန်တက်ခုတည်းခရီးရကျွန်တော်ငင်းငယ်ဖိခေါ်ပြီးတော့မှငင်းငယ်စင်းလူပဲလုပ်ခဲ့ပြီးတော့မှကျွန်တော်တို့ကတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှု ရစရေးသဘောတူညီစာချုပ်ပေါ် NCA ကိုလက်မှတ်ယူထားတဲ့အဖွဲ့တွေကျွန်တော်ရှိတယ်အဲ့ဒါဆက်ပွဲရှိတယ်လက်မှတ်ရေးထိုးမထားသေးတဲ့အဖွဲ့က6ဖွဲ့ကျွန်တော်တို့ကြံပါတယ်ဒီဖွဲ့တွေနဲ့ကျွန်တော်တို့ကအခုကျွန်တော်ဆွေးနွေးနေတာပေါ့နောက်တစ်ခွဲကဘာလဲဆိုလို့ရှိရင်တော့နောက် 20ပြည့်နှစ်ရွေးကောက်ပွဲရလဒ်ပုံမှာမူတည်ပြီးတော့ဖြစ်ပေါ်လာတဲ့စူပူအကျန်းဖက်တဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ဒီအဖွဲ့အစည်းတွေကတော့ဒီရွေးကောက်ပွဲရလဒ်ပုံမှာဖြစ်လာတဲ့အကျန်းဖက်မှုလုပ်တဲ့လက်နက်ကအဖွဲ့အစည်းတွေဖြစ်ပါဒါတွေကတော့ကျွန်တော်တို့စူးနေစရာအကြောင်းမရှိဘူးသူတို့ကတော့ရုပ်ကောက်ပွဲရလဒ်ပုံမှာဖြစ်လာတဲ့အပေါ်မှာမူတည်ပြီးဖြစ်တာရုပ်ကောက်ပွဲကလည်းဒါမင်းပဒမမှုကြောင့်ဖြစ်လာတဲ့ဟာတို့တရားဥပဒေနီလာရဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့တောင်းဆိုတဲ့အချိန်မှာတရားဥပဒေနီလာမဖြည့်ရှင်းဘဲနဲ့ ဒီစုဘူးအကျန်းဖဲမှုနဲ့ပြီးတော့မှဒီလမ်းရောင်လမ်းရောင်ပေါ်မှာသွားတဲ့အဖွဲ့အစည်းတွေဆိုတော့ဒါတော့ကျွန်တော်ဥပဒေအရပဲကျွန်တော်သွားမှာပေါ့နော်အဲ့တော့ဂုဏပြောတဲ့လက်လက်ကန်အဖွဲ့အစည်းတွေမှာလက်မရေးထိုးပြီးသားအဖွဲ့အစည်းဆယ်ပွဲနဲ့ကျွန်တော်ဆွေးနွေးနေတာရှိတယ်အဲ့ဒီလက်မရေးထိုးမထားတဲ့အဖွဲ့အစည်းနဲ့ဆွေးနွေးဖို့ကြံနေတဲ့အဖွဲ့တွေရှိပါသူတို့လည်းကျွန်တော်ဖိတ်ခေါ်ထားတယ်အဲ့လိုဖိတ်ခေါ်ရတဲ့တရားသူတို့သူတို့နိုင်ငံရေးမျှဝမ်းချက်ပေါ်မှာလာရောက်ပြီးဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ကဒါကတော့အောင်မြင်မှုရမလို့ယုံကြည်ပါတယ်ကျွန်တော်မှနိုင်ငံရေးကြီးမကျန်တဲ့ချက်ပေးထားပါတယ်တခုကတော့ဟိုပါတီဒိုဒီမိုကရေစီလမ်းကြောင်းပေါ်မှာကျွန်တော်နိုင်ငံလွယ်မသွေရှောက်ထမ်းမယ်ဒုတိယကတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုတာကျွန်တော်ပေးထားတယ်ဒါကဒါလူတိုင်းလူချင်းနဲ့တောင်းဆိုချက်တွေဖြစ်ပါဒါကိုကျွန်တော်တို့ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်ဒီပေါ်မှာမူတည်ပြီးတော့ကျွန်တော်ကလက်နက်ကန်ပြည်ပခန့်တွေခြုံငင်းရည်ဒီပပျောက်လေးမျိုးလို့ကျွန်တော်ပြောခြင်းဖြစ်ပါတယ် по некоторым оценкам пандемия сильно на нее повлияла в негативном плане. И вот в таких условиях целесообразно ли проводить выборы? Кубинсаку ဒီကရောကကြစီဝိုင်းကြဆင်းခဲ့တာတော့မှန်ပါတယ်ဒါမဲ့လေဒီကိုဗစ်19ကျွန်တော်ဖြစ်တာ2020ပြည့်နှစ်မတ်လမှာကျွန်တော်မြန်မာနိုင်ငံမှာစတွေ့တာပေါ့အဲအဲ့ဒီမတိုင်ခင်ကတော့စီဝိုင်းရောစပြီးတော့ကြာနေတယ်ဗျဒါကိန်းကနန်းနေရာတွေပေါ်ပြနေတာပေါ့ တင်ငင်းနဲ့ဖော်ပြနေတော့အဲ့ဒီရဲ့အခြေကတော့ကုနာကိုဗစ်စကူဖြစ်တဲ့အချိန်မှာတော့ပူဆိုးသွားတာပေါ့လေတခါဒုတိယကတော့ဗာလဲဆိုတော့စူပူအကျန်းဖက်မှုတွေဖြစ်လာချိန်မှာလည်းဒါတွေစီဝတ်လူကနေမလက်ပတ်နေခင်မှာကြာဆင်းကြတာလည်းရှိပါတယ်တူတယ်လည်းပဲအခုကိုဗစ်စကူရောက်ကြတဲ့ကျွန်တော်နိုင်ငံမှာထိန်းချုပ်နိုင်တဲ့အနေအထားကျွန်တော်ရောက်တာပြီနောက်စူပူအကျန်းဖက်မှုတွေလည်းတော်တော်ထိန်းချုပ်နိုင်တဲ့အခြေအနေရောက်တာပြီဒါကြောင့်စီဝဲရတော့တင်ငင်စပြုတ်ပြီလို့ကျွန်တော်ပြောပါလိမ့်မယ် ကျွန်တော်ပြန်ပြီးတော့ကျွန်တော်အစိုးရအနေနဲ့စီဝဲပြန်လဲဥမောလောင်ကျွန်တော်ကြိုးစားဆောင်ရနေပါတယ်အဲ့တော့နိုင်ငံရေးနဲ့စီဝဲဆိုတော့လည်းဆက်ဆံနေတာပေါ့လေစီဝဲကြဲကြပြီဆိုရင်နိုင်ငံရေးမှာတော့နည်းနည်းလေးမတည်မငြိမ်ဖြစ်တဲ့သဘောတဘာဝရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကစီဝဲကောင်းအောင်ပြန်လုပ်နေတာဖြစ်ပါတယ်အဲ့တော့ခမရကုဏကျွန်တော်မေးတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အလားအလာမေးတာပေါ့နော်ကျွန်တော်နိုင်ငံမှာဒီ2000နဲ့ တဆယ်ပြည့်နှစ်ရွေးကောက်ပွဲပြပချင်းလုပ်ခဲ့ပါတယ်နှစ်တော့55မှာဒုတိယကြိမ်ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်နှစ်တော့20မှာတတိယကြိမ်ရွေးကောက်ပွဲလုပ်ခဲ့ပါတယ်ပြပချင်းလုပ်တဲ့ချိန်တော့မြို့နယ်ပေါင်း330မှာ325မြို့နယ်လုပ်ခဲ့တယ်ဒုတိယကြိမ်လုပ်တဲ့အခါမှာမြို့နယ်ပေါင်း330မှာ323မြို့နယ်ကျွန်တော်လုပ်ခဲ့တယ်တတိယကြိမ်လုပ်ခဲ့တဲ့ချိန်မှာမြို့နယ်ပေါင်း330မှာ335မြို့နယ်ပဲရုပ်ကပဲလုံနေခဲ့ပါတယ်ဒီမိုကရေစီမှာ ရွေးကောက်ပွဲကတိတ်အရေးကြီးပါရွေးကောက်ပွဲ ဖြစ်ပြီးမှသာကျွန်တော်တို့ကရွေးကောက်ပွဲကတက်လာတဲ့ထွတ်တော်အမတ်တွေနဲ့အဆိုးအဖွဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းဖွဲ့စည်းတာတို့တခြားပြည်တော်စုနိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေတာဝန်ပေးတာတို့ပါရွေးချယ်တာတို့တို့တာ ဖြစ်ပါတယ်ဆိုတော့တော့ပြည်သူတွေကဒီခွင့်ရအောင်လို့ရဖို့လိုတယ်ဆိုတော့မြို့နယ်တမြို့တို့ရွေးကောက်ပွဲတစ်ခုလို့တည်းဒုံနဲ့တဲ့အရေးတွေကကြာသွားလဲအဲ့ဒီတော့ရွေးကောက်ပွဲတစ်ခုလို့တည်းရွေးဒုံနဲ့တဲ့အရေးတွေကကြာသွားလဲဆိုပြည်သူတွေရဲ့အဲ့ဒီနေရာမှာရှိတဲ့ပြည်သူတွေရဲ့ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးတာ ပဲဒါဖော်ပြနေတာဖြစ်ပါတယ်တကယ်တော့တကယ်ရုပ်ောက်ပွဲမှာပြည်သူတွေအားလုံးဒါဒီဒီမိုစီခွင့်ကိုရပိုင်ခွင့်ရှိပါတယ်ကျွန်တော်ရဲ့ယူချက်ကတော့တနင်္ဂနွေလိုအကြမ်းလက်မရှိရုပ်ောက်ပွဲပြုလို့နိုင်ဖြစ်ပါဒါကြောင့်စောစောမေးဖို့မှာခင်ဗျားမေးတယ်ငင်းငင်းနဲ့ပတ်သက်တဲ့ခုပါလာတယ်။ဒါရီကအခုဒါယူကော့ပွဲလေဆက်ဆက်နေပါတယ်။ဒါကြောင့်ကျွန်တော်ငင်းငင်းကိုရအောင်ဒါတောင်းအောင်လုပ်ပြီးတော့မှအဲ့ဒီနေမြေကြီးမှာလည်းရှိတဲ့ပြည်သူတွေယူကော့ပွဲဝင်နေအောင်ကျွန်တော်ကြိုးစားနေတာဖြစ်တယ်။ဒါကြောင့်အတတ်နိုင်ဆုံးတော့ ကျော်ကျူးစားဆောင်ရနေတယ်ရုပ်ောက်ပဲဖြစ်ရင်မဖြစ်ရဆိုတော့ငင်းချမ်းရေးနဲ့စီဝါရေးအားကောင်းမှုလားမို့နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုဒီပေါ်မှာလည်းအများကြီးတည်ပါတယ်ထို့သောတတ်နေတော့ကျွန်တော်တို့ပြောထားတဲ့အတိုင်းရုပ်ောက်ပဲဖြစ်အောင်ကျူးစားဆောင်ရနေတယ်ဆိုတာပြောလိုပါတယ်ဒီမှာလည်းရှေ့ရှိတာပါနော်ဒီရုပ်ကောက်ဘုဆိုတော့လွတ်လပ်ပြီးတရားမျှတာတဲ့ရုပ်ကောက်ပဲဖြစ်ဖို့လဲလို့တယ်။နောက်ပြီးကျအပြင်ကနေပြီးတော့ဖီအားတွေပြီးပြီးတော့မှအဲဘက်ထစီတဲ့ဖြစ်ရမျိုးမဖြစ်ဖို့လဲလို့လဲ။ ပြည်သူတွေလွတ်လွတ်လပ်လပ်မေးပေးပန်ခွင့်ရှိဖို့လို့ဒါအသေးအရေးကြီးပါတယ်ဒါပေမဲ့သူတို့ရဲ့ဘုဇခံစားချက်ကိုသူတို့ဆန္ဒဖော်ထုတ်ခွင့်ကြိုရမှာဖြစ်ပါတယ်ဒါကဒီအရကိုကျွန်တော်တို့ရအောင်ကြိုးစားနေတာဖြစ်ပါတယ် Ну, в совокупности этих фактов получается, что выборы все-таки сейчас могут быть отложены, намечены на следующий год или нет? Я говорю, что мы пьем все это. Потому что, ну, так, я говорю, что мы လေလေလာငားလာတော့ကျွန်တော်တို့ကြံသေးတယ်ဒီပုံမှာကျွန်တော်တို့အခြေအနေကြည့်ပြီးတော့ပါပဲတရားဆုံးဖြတ်မှာဖြစ်ပါတယ် နိုင်ငံအရေးဆိုတော့ချက်ချင်းကောက်ပြီးဆုံးဖြတ်လို့တော့မရကြိုပြီးဆုံးဖြတ်လို့လည်းမရအောင်အချိန်လေးကျွန်တော်ကြည့်ရမှာဖြစ်ပါ Позвольте коснуться двусторонних отношений с Россией. Вот планирует ли Мьянма закупать у России, наращивать поставки российской нефти, и могут ли эти расчеты производиться в рублях? Чарру Рашанэнга Ани Биро Лонзады Вабуре Савани Раро Киду Раяу Нибиро Гуле Дачу Ди Бьябанды Ма Мьяма Нэнга Яума Пьябары ဆက်ပြီးတော့ဆက်တိုက်ကျွန်တော်ဝယ်ယူသွားဖို့ရှိပါတယ်အဲ့တော့ငွေပေးချေနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ကတော့ဟိုရုရှားနိုင်ငံလက်ခံတဲ့ငွေချေနဲ့ကျွန်တော်ပေးมาဖြစ်ပါတယ်ရူဘယ်နဲ့ပေးပေးမယ်ဆိုရင်လည်းရူဘယ်နဲ့ရအောင်ကျွန်တော်တို့ဟိုလာစီစီမီကျွန်တော်ပေးมาဖြစ်ပါတယ်အဲ့ကျွန်တော်ပူပြီးဆန္ဒရှိတာပေါ့ရူဘယ်နဲ့ပေးချေတယ်ပူပြီးဆန္ဒရှိတာပေါ့အဲတောက်မယ်တခြားငွေချေနဲ့ဆိုရင်ကျွန်တော်တို့ဟိုကန့်တက်ချက်တွေရှိနေတာအဲ့ကျွန်တော်တို့ကတော့ဒီနီလန်းကိုရအောင်အကျိုးဆက်ဆောင်တော့မယ်လို့လည်းပြောချင်တယ် наша страна связывает давние отношения в сфере ВТС. Планирует ли Мьянма сейчас закупки каких-то новых российских вооружений, какие интересные, и с учетом той непростой ситуации в регионе, о которой вы говорили, возможно ли обсуждается ли создание российской военной базы в Мьянме? ဆယ်စုနှစ်ခုကျော်လောက်ဖြစ်သွားပြီ။ဒေါ်လေးလေးအရှိန်ခုန်လေးကျွန်တော်ရပါတော့လေမြင်မှာပါတယ်။ ရုရှားနိုင်ငံရဲ့ထုတ်တဲ့ကာကွယ်အသုံးဆောင်ပစ္စည်းတွေကတကယ်အစင်တန်းလည်းမြင့်ပါတယ်နိုင်ငံတွေကာကွယ်တွေလည်းအများသာထပ်ပူရပါကျွန်တော်တို့လည်းအမှန်နှိမ့်ချက်ပါတယ်အဲဆက်လက်ပြီးတော့တွေးချက်ဆောင်တော့ဒါဘူးစီစဉ်နေတဲ့ရှိချောင်းပြောလို့ပါတယ်အဲမြန်မာနိုင်ငံမှာဒီနိုင်ငံခြားတပ်ဖွဲ့များဒီတက်ဆွေးနေရခြားထားကြီးပေါ့လေနော်ဒါနဲ့ပတ်သက်ပြီးတော့အဲ့တော့ကျွန်တော်တို့အခြေခံဥပဒေပါခွင့်ပြုထားတာမရှိဘူးအခြေခံဥပဒေကျွန်တော်ကြော်လွင်ပြီးတို့လို့တော့မရဘူးအဲ့တော့အခြေခံဥပဒေအရွယ်ပုံတွင်းမှာပဲ အကောင်းဆုံးဘလို့အဲပူပေါင်းဆောင်ရမယ်လို့ဆိုနီလန်းရှာမှာဖြစ်ပါတယ်အဲစခန်းချကိုရတော့ကျွန်တော်မပေးထားပါဘူးဒါတော့ပူပေါင်းဆောင်ဝင်နေပေဒီအခွန်လန်းနေတဲ့အများသာရှိတယ်ဆိုတာဒီတော့ကျွန်တော်တွေ့ပါတယ်အင်းအဝတ်အဆရှာ а вот, э, говорят о том, что связи России и Мьянмы якобы мешают тем усилиям, которые предпринимают страны ASEAN, чтобы урегулировать конфликт. На ваш взгляд, почему Вашингтон так обеспокоен развитием отношений между Москвой и Пекином. เออนเนเนอติเนเนเล่เปลี่ยนជីရင်တော့တွေ့နိုင်တယ်ဗျ။တွေ့ပြီးကျွန်တော်တို့တခြားကမ္ဘာနိုင်ငံမျိုးပြီးအာဆီယံဒီသက်မဖြုတ်ပေါ်ခဲ့တဲ့အခြေအနေပဲကျွန်တော်သုံးသပ်ပြပါမယ်။ပြီးခဲ့တဲ့အတိတ်ကာလမှာအာဆီယံနိုင်ငံဒီအရှိတော်အာရှဒေသနော်နိုင်ငံဒီပါလေအခုမှတတိယအကြမ်းမှုရှိတော့အရင်ကတတိယအကြမ်းမှုရှိပြိပခါတွေဖြစ်နေတဲ့ဒေသတွေရှိတယ်။အဲ့တော့ပြိပခါဖြစ်နေတဲ့အချိန်မှာ ဒီဇယ်အစုရောက်ကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေနော်ဒူပုတ်ကူတွေသူတို့အမေရိကန်နိုင်ငံမှာခေါ်ပြီးတော့မှဟလာသူတို့အပြေးအမြောက်ပြုခဲ့တာထောက်မှပေးခဲ့တာတွေတာရကားတွေအများကြီးရှိခဲ့တယ်။အခုလက်ရှိအမေရိကန်မှာလည်းဒီသူတို့တက်ဆိုင်ရာနိုင်ငံတွေကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေလူပုတ်ကူတွေကိုတိုင်းရဲတော်လည်းကတော့ဘဝတည်းပြီးလက်ခံပြီးတော့အပြေးအမြောက်ပြုနေတာအခုထိရှိတယ်။ဒါပေမဲ့ဆိုဗီယက်ခေတ်ကိုပဲကြည့်ကြည့်ရုရှားလက်ရှိကာလဝေဝေကြည့်ကြည့်အရှိတော်အာရှနိုင်ငံများရဲ့ နိုင်ငံရေးတည်ငြိမ်ဖို့မှာပြက်ပြားစေနိုင်တဲ့အဖွဲ့အစည်းတွေကိုအပြည့်အအောင်ပြုတာမျိုးတော့ရုရှားနိုင်ငံလက်ခံပြီးတော့ဆောင်ရွက်တာမျိုးတော့ကျွန်တော်တို့မတွေ့ဘူး။ဒါတိတာတဲ့အခြေအနေတရားကိုပဲဖြစ်ပါတယ်။ကွာခြားချက်တစ်ခုပေါ့ဗျာနော်။ကွာခြားချက်တစ်ခုဖြစ်တယ်။အဲ့တော့အာဆီယံလည်းလက်ရှိအခြေအနေမှာအာကမ္ဘာမှာစီးပွားရေးအကောင်းနေတဲ့နေမြေတစ်ခုဖြစ်တယ်။အာဆီယံနဲ့သူရည်တည်ချက်နဲ့သူရှိနေတယ်။ဒါကြောင့်အာဆီယံအား ပါသွားမယ်ဆိုလို့ရှိရင်ကမ္ဘာ့ရဲ့အခြေအနေလေအပြောင်းအလဲတရက်ကိုဖြစ်သွားစေနိုင်တဲ့အခြေအနေမျိုးတွေရှိပါတယ်။ဒါကြောင့်အာဆီယံကဒီရုရှားဘက်ကိုမပါဖို့အတွက်လည်းသူအမေရိကန်လူထုဖို့ရပါတယ်။အဲ့တော့အာဆီယံဖွဲ့ဝင်ဖြစ်တဲ့မြန်မာနိုင်ငံကိုလည်းဒီလိုပဲယူဆပါလိမ့်မယ်။အဲအာဆီယံအဖွဲ့ဝင်နိုင်ငံအထက်မှာ ကျွန်တော်တို့ပါပြီးတော့မှအာဆီယံဖွဲ့ရဲ့တိုက်တွန်းချက်နဲ့မြန်မာနိုင်ငံရက်တီအောင်လဲဆောင်ရွက်နေတာဖြစ်တယ်။အာဆီယံနိုင်ငံရဲ့တိုက်တွန်းချက်တွေရောက်လဲအမေရိကန်ကသူ့ရဲ့ကြီးစားတဲ့အာဆီယံနိုင်ငံတွေကိုတွန်းအားပေးဆောင်ရွက်နေတာဆိုတာလည်းအခုကျွန်တော်မြင်နေရပါတယ်။သူတို့အမေရိကန်နိုင်ငံအဓိပ္ပာယ်ဖွဲ့ဆိုနေတဲ့ဒီမိုကရေစီရဲ့လူ့အခွင့်အရေးရဲ့စီဝါရေးစီဝါရေးမှာသူတို့ကြောရနှုတ်ခါတဲ့ဒေါ်လာငွေကြီးဒါနဲ့အဲဒါတွေနဲ့ချုပ်ကန်ပြီးတော့မှအပြောင်းလဲပြောင်းစူးစမ်းနေတာကျွန်တော်တွေ့တယ်။ Uh, скажите, пожалуйста, а вот uh, страны АСИАН, как, как вы расцениваете их усилия в урегулировании конфликта в Мьянме, с учетом того, что недавно вот они отказались, например, приглашать uh, представителей Мьянмы на свои мероприятия? Насколько этот формат вообще и вот те принципы, которые были приняты в АСИАН, сегодня сохраняют актуальность и нужно ли вам вообще это последовательно? ကျွန်တော်အာဆီယံပရိညိုကိုကျွန်တော်အသေးထားပြီးလိုက်နာဆောင်ရပါတယ်အာဆီယံပရိညိုမှာအာဆီယံရဲ့ဝေးပေါ့နော်အာဆီယံဝေးအာဆီယံစပရစ်အာဆီယံပရက်တစ်စတူတွေရှိတယ်ဒါတွေကျွန်တော်တို့ကလိုက်နာပါအာဆီယံပရိညိုမှာလည်းတိကျဖော်ပြထားတယ်မြန်မာနိုင်ငံကနေပြီးတော့ဒီပုံမှာကြောင်းလုံးလှုပ်ဆောင်ရဲ့ဘာတစ်ခုမှလည်းကျွန်တော်မရှိဘူးအဲတကယ်လို့ဒါအာဆီယံဖွဲ့ပေါ်နိုင်ငံတွေအာဆီယံပရိညိုကိုဒါလိုက်နာမယ်ဆိုလို့ရှိရင်ဒီပြဿနာတွေဖြစ်လာစရာအကြောင်းမရှိဘူး ကျွန်တော်တို့အစိုးရအဝေးရှိနေတာကျွန်တော်ရဲ့ရှေ့ခုနေအခြေခံဥပဒေကရှိနေခြင်းဖြစ်တယ်။ဒါဒါအတိမဒါပြူရမယ်တရားကိုဒါကျွန်တော်တို့ကပြည်သူကတိပြပြူထားတဲ့အခြေခံဥပဒေကကျွန်တော်တို့ဒါအရေးယူဆောင်ရွက်ရဖြစ်တယ်။ဒီပုံမှာမျက်ွယ်ပြူပြီးတော့မှအဲသူတို့ရုပ်ောက်တမြောက်ပွဲဆိုင်ရာရလဒ်ဒီပုံမှာဖြစ်ပေါ်လာတဲ့သဘောထားကော်လင်းဒီပုံမှာသူတို့ဒါကိုအဲတုံ့ပြန်မှုတွေကတော့သူတို့ရဲ့အာဆီယံရဲ့ဗရင်ချင်းနဲ့မကိုက်ညီဘူးလို့ကျွန်တော်တို့ပြောချင်ပါတယ် А, ну то есть посредничество в итоге вам там, необходимо или, или пока такая неконструктивная роль вообще, то вы не Чао, я пишу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 , я အာဆီယံသူမဲ့ပြည်တွင်းဝင်ပြီးတော့ဝင်အောင်ဖွင့်ခွင့်တော့မရှိဘူးထို့တည်းလည်းပဲသူတို့လူချင်းရအောက်ချက်ဆွဲပြီးတော့မှကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကဒီအာဆီယံထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူချက်၅ရပ်ကိုသူတို့ဆောင်ရွက်ခဲ့တာရှိပါတယ်။တချို့အရာတွေကပြည်ရင်းကိုဝင်ရောက်ဆက်ဖက်တဲ့ကိစ္စတွေဖြစ်နေတော့ကျွန်တော်တို့ဒီလိုတော့လည်းအတတ်နိုင်တယ်လို့ပေါ့ကျွန်တော်တို့လုံနေတဲ့နီလန်းနေအားလုံးကျွန်တော်တို့ဖြည့်ချင်းဆောင်ရွက်တာရှိတယ်။အဲတင့်တော်တဲ့နီလန်းနေမှာသူတို့ဝင်ရောက်ကူညီပေးမယ်ဆိုရင်ဘာမှလက်မခံနိုင်ကြတဲ့အကြောင်းမရှိဘူး။တိုးတော်လည်းပဲကျွန်တော်တို့မြန်မာနိုင်ငံတရားဥပဒေစိုးမိုးရေးဒီစဲဥပဒေပေါ်မှာကြော်လွင်ပြီးတော့မှဒီဆောင်ရွက်ပေးမယ့်ကိစ္စမျိုးဆိုရင်တော့ဘယ်လိုလုပ်ခွင့်ပြုမယ်။ဘယ်နိုင်ငံမှလည်းဒီလိုခွင့်ပြုမှာမဟုတ်ဘူးပေါ့။ ဒါကြောင့်ဟိုဆောင်ရွက်လို့ရတဲ့နေပယ်ဆိုရင်ကျွန်တော်ပူပေါင်းဆောင်ရွက်မယ်ဆောင်ရွက်လို့ရတဲ့ပြင်မပြုတ်တဲ့နေပယ်ဆိုရင်လည်းကျွန်တော်တို့ရအောင်ကျွန်တော်တို့ကကြိုးစားပြုဆောင်ရွက်တော့ဖို့ဖြစ်ပါလိမ့်မယ်အဝတ် а вот, э, Все еще до сих пор западные страны очень часто практикуют Мьянму из-за судебных дел против бывшего лидера Аун Сан Суджи, несмотря на то, что ее судят по совершенным преступлениям и фальсификациям. она была недавно перемещена с домашнего ареста, перемещена в тюрьму. Вот как вы считаете, может ли это решение быть пересмотрено? И ту, то он сам сюжет, то сабе ей юрия чей ну, а ဟိုကျွန်တော်တို့ရုပ်ောက်ပဲရလာပေါ်မူတည်ပြီးတော့ဖြစ်ပေါ်ခဲ့တဲ့အခြေအနေပေါ်မှာအဲစီစီပြီးဆောင်ရတာဖြစ်တယ်သူစီပြီးတော့ရုပ်ောက်ပဲနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စီစီတွေးရှိချက်တွေကို အဲ့ဒါကဖြည့်ရှင်းနိုင်ဖို့ဆိုပြီးတော့သူ့တည်းကျွန်တော်တို့အချိန်ကြီးကျွန်တော်တို့ပြောခဲ့ပါတယ်ဒါပေမဲ့ဒါဒီမျက်ွယ်ပြုတ်ခဲ့တာပေါ့မျက်ွယ်ပြုတ်ခဲ့တော့ပြီးခဲ့တဲ့2020တခုနှစ်ဖေဖော်ဝါရီလမှာဒါဒီဒီအခက်အခဲတွေနိုင်ငံရေးအကြံတွေတွေဖြစ်ပေါ်လာစေခဲ့တာအဲ့တော့ဖြစ်တတ်ပြီဆိုတော့လေကျွန်တော်တို့ကတော့တက်တည်ပြရတော့မှာပေါ့သူ့မှာတာဝန်ရှိတဲ့ဟာကိုကျွန်တော်တို့ကတရားဥပဒေလမ်းကြောင်းကိုကျွန်တော်တို့တက်တည်ပြရတယ် စီရင်နဲ့ဘာတခါထပ်ပြီးရုပ်ကောပွဲဥပဒေကျွန်တော်အဲ့မှာလည်းတက်ညမှုတွေကျွန်တော်လုပ်ခဲ့ပြီးတယ်ပရမစုံကျွန်တော်စဖြစ်တဲ့အချိန်မှာကျွန်တော်တက်ညမှုတွေပြည်လိုက်တယ်ဒါပေမဲ့အဲ့လိုစီရင်နဲ့တွေ့ရှိလာတဲ့အခြေအနေပေါ်မှာတခြားကိစ္စတွေပါပါလာတာကိုကျွန်တော်တွေ့တယ်သူပြင်းအဂရီလိုင်စမ်းမှုဥပဒေနဲ့ပတ်သက်တာတွေပါလာတာတွေ့တယ်ဒါကြတော့ကျွန်တော်တို့ကဥပဒေကြောင့်ကအရေးယူရတာလည်းဖြစ်လာတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့သူ့တရားဥပဒေရပဲကျွန်တော် အယူဆောင်ရတယ်ဆိုတာလည်းပြောလို့ပါတယ်အခုဟလာနေရင်ခြေချိုးဆိုတာလည်းစသည်စစ်စစ်တဲ့အချိန်မှာနေရင်ခြေချိုးကျွန်တော်တို့ထားတာပေါ့ပြီးတော့မှဥပဒေကအဲ့ကျွန်တော်ဆောင်ရတဲ့ဓာတိဖြစ်ပါတယ်ထပ်ပြီးတော့ဆုံးဖြတ်မယ်ဆိုတာမျိုးကတော့အခုချိန်မှာတော့ပြောဖို့ဆော့ပါသေးတယ်နော်နောက်ဆုံးအားလုံးအမှုတွေပြီးပြီးအချိန်ဒီအားလုံးပြီးပြီးဆိုမှပါကျွန်တော်တို့ပြောလို့ရပါလိမ့်မယ် Последний вопрос, Симона. Недавно были в Мьянме Казани 4 члена партии НЛД, вот почему нужно было применить к нему именно высшую меру наказания? No one above the law. ပြည်သူ့တရားဥပဒေထက်မှာမရှိဘူးဆိုတဲ့စကားတစ်ခုရှိပါတယ်။အဲသူတို့ဒီတာဝန်ဒီဒီပြည်ထောင်စီရင်ခံရတဲ့၄ယောက်နဲ့ပတ်သက်လို့ရှိရင်ဒီ၄ယောက်မှာအုပ်စုပေါ့တယ်။တိုးစုကတော့အာဒီခရယဂုဏမေးထက်မှာလေ NLD ပါတီဝင်ဆိုတဲ့အမကပါတီဝင်ခေါင်းဆောင်ပိုင်းပါတီဝင်ပေါ့လေနော်။သူတို့ရဲ့ပတ်သက်တာဖြစ်ပါလိမ့်မယ်။ အဲ့တော့ဒီမှာလေနိုင်ငံမှာဖြစ်ပေါ်လာခဲ့တဲ့စူပူအကြမ်းဖက်မှုတဲ့ပတ်သက်ပြီးတော့ဒီထိကတော့ကျွန်တော်တို့အနေနဲ့ဘာမှပြဿနာမရှိဘူးသို့တည်းလည်းပဲတက်ဖြတ်တဲ့အခြေကြီးပေါ့မိုင်းထောင်ဖြောက်ခွဲတဲ့တက်ဖြတ်တဲ့အခြေအနေမျိုးကြရင်တော့ဘာကြောင့်ဒီပြဿနာဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့အဖြေထုတ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဖြေထုတ်ရခါမှာဒီလူတွေကဒီအကြမ်းဖက်တက်ဖြတ်ဖို့အတွက်တိကျစီမံဆောင်ရွက်ခဲ့တာရှိတယ် သူတို့အားပေးခဲ့တာရှိတယ်။အဲသူတို့ရဲ့လှုပ်ဆောင်ချက်တွေအကြောင်းပြည်သူတွေအများကြီးသိကြည်ခဲ့တာရှိတယ်။တည်တည်ထဲမှာနိုင်ငံဝန်ထမ်းတွေပါတယ်။အပြစ်မဲ့တဲ့ပြည်သူတွေပါတယ်။နောက်ဆရာဆရာမတွေပါတယ်။ကျမ်းမာရေးဝန်ထမ်းတွေပါတယ်။ရဟန်းတန်ဃာတွေပါတယ်။သီလရှင်တွေပါတယ်။ဒါဒီဒါဒီကသူတို့ရဲ့ကြံစီမှုတွေကြောင့်သူတို့ရဲ့အားပေးမှုတွေကြောင့်သူတို့ရဲ့စီမံမှုတွေကြောင့်ဖြစ်လာခဲ့တဲ့ဟာတွေဖြစ်ပါတယ်။ဒါဒီကတော့ဥပဒေရတဲ့အရေးယူမှာဖြစ်ပါတယ်။ ထို့ဒီပဲနောက်2ယောက်ပေါ့နောက်2ယောက်လည်းဟိုရဲဆက်ဆက်နဲ့လူတတ်တဲ့ကိစ္စဖြစ်ပါတယ်အဲခဲကျွန်တော်ဥပမာတစ်ခုပြပါဒုတိယကိုတတ်တယ်ပေါ့နော်ဒုတိယတတ်တဏှနဲ့ပြတ်တယ်တစ်ချက်ချက်ပြတ်တဲ့တစ်ချက်တည်းပြည်ပြီးဟဲ့လားတေွားရဟာရှိမယ်မတေတာလည်းရှိမယ်တစ်ချက်ပြည်ပြီးတော့ तू ရှောင်သွားမယ်ဒါသို့တော်လည်းပဲ तू လူတတ်တာပဲသို့တော်နှစ်ချက်ပြည်မယ်သုံးချက်ပြည်မယ်လေးချက်ပြည်မယ်ငါးချက်ပြည်မယ်ဆိုရင်တော့တကောက်တကဲကိုတေအောင်လုပ်တဲ့ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်တယ်အခုလုပ်တဲ့လူတွေအဲ့လိုလူတွေဖြစ်ပါတယ် တစ်ချက်နဲ့မဟုတ်ဘဲနဲ့နှစ်ချက်သုံးချက်လေးချက်ငါးချက်ကဏ္ဍနဲ့ပြင်တဲ့ဓာတ်နဲ့ထိုးတယ်ဒီလိုလူမျိုးကိုကျွန်တော်တို့အပြစ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျားတို့ဘလို့ဒီလိုလူမျိုးဘလို့ခွင့်လွှတ်လို့ရမလဲသူတို့တတ်ခံရတဲ့လူတွေကြောင့်မိသားစုတွေအဲ့ဒါဘလို့ခံစားရမလဲဒါလည်းပြောပြန်ကြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်ဟိုကျွန်တော်အရင်ကမလို့ခဲ့ဘူးတိုးတော်လည်းပဲဒီဒီချက်မှာရဲရဲဆက်ဆက်ကိုလုံလုံအကြီးတွေအတွက်ကြောင့်ပြည်ပြစ်တောင်ကိုပေးဖို့တဲ့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်